နေဟာအလွန်ပူပြင်းတာကြောင့်နေနဲ့သားကနေရဲ့ဗိမာန်မှာနေနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါမလားဘာသာခြားတယောက်ကမေးနေလို့ယုဒိတာရကလေးနဲ့ဖြေပေးပါလားဖုံဖုံတဲ့အဝါဒီကိုအလုံးမြင်ဘူးကြလိမ့်မယ်နော်တချို့ကကလော်ဒီလို့လည်းခေါ်တယ်အဝါဒီကပူလဲပူတယ်ဆက်လဲဆက်တယ်ဘလောက်ပဲပူပူဘလောက်ပဲဆက်ဆက်အဲ့ဒီအာဝါဒီထဲမှာရှိတဲ့အာဝါဒီပိုးကတော့လေအာဝါဒီထဲမှာနေလို့ရတယ် ။ဘာကြောင့်နေလို့ရတာလဲဆိုရင်သူ့ရဲ့သဘာဝကံတရားကိုကနေလို့ရအောင်ဖန်တီးပေးထားတာနော်။အဲ့ဒီဥပမာအတိုင်းပဲ။နေဟာဘလောက်ပူဘူး။နေနသားအတွက်ကမပူဘူး။ဘာကြောင့်လဲဆိုရင်ဒီနေပေါ်မှာနေနိုင်ဖို့အတွက်ကိုနေနသားရဲ့သဘာဝတည်ဟူသောကုသိုလ်ကံတရားကဖန်တီးပေးထားလို့ပဲဖြစ်တယ်။နားလဲပါစီနော်။အရှင်ဖရာတပည့်တော်သည်ဖရာရဲ့သာသနာကိုအလွန်တန်ဖိုးထားပါသည်တဲ့။သာဓုသာဓုသာဓုပါနော်။ အရှင်ဖရာသည်ငွေလူတင်ကြောင်းပြောထားသည်တဲ့အဲ့ဒါကဦးသိန်းရဲ့အာဘော်နဲ့ပြောတာမဟုတ်ဘူးနော်တခါတုန်းကစကိုင်းမှာစာပြန်ပွဲတစ်ခုကျင်းပတဲ့အတွက်အနေနဲ့အရရက်ကတန်ကာတွေဟာစာပြေလာကြပါတယ်စာပြန်ပွဲကိုကြီးကျက်တဲ့ဆရာတော်ကယဟန်တွေငွေကိုင်းရင်အာဘက်သိမ့်တဲ့အတွက်ငွေမလူနဲ့ဆိုပြီးဒဂါဒဂမတွေကိုတားမြစ်ထားပါတယ်စာပြန်ပွဲပြီးတဲ့အခါမှာဒဂါဒဂမတွေကလမ်းစရိတ်မလူတဲ့အတွက်ကြောင့်စာပြေလာတဲ့တန်ကာတွေဟာ ကားကယထာကမရှိတဲ့အတွက်ပြန်လို့မရပါဘူးအဲ့ဒီမှာရပ်ပေါင်းများစွာတောင်းတနေပါတယ်အဲ့ဒါကိုမင်းကွန်းဆရာတော်ကြီးသိတော်မူတဲ့အခါမှာသူတို့ကိုခေါ်ယူပြီးတော့အေးယဟန်တွေငွေကိုင်းရင်အဘက်တင်တာမှန်တယ်သို့တော့ရလာတဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုရှင်းကြည့်ရမယ်ကောင်းကျိုးကများနေတယ်ဆိုရင်လူသင်းကလူရမယ်အဘက်တင်မှာကိုဆိုပြီးမလူပဲနေလိုက်မယ်ဆိုရင်ယဟန်တွေတွားရည်လာရည်ခက်ခဲပြီးတော့ပရိယတိသာသနာအတွက်ခက်ခဲဖြစ်နိုင်တယ်ဒါကြောင့်လူသင်းကလူရမယ်ဆိုပြီးတော့ဆုံးမတော်မူတယ် အဲ့ဒါကိုကြည့်ပြီးတော့ဦးစင်းကပြောတာဦးစင်းရဲ့အဘော်မဟုတ်ဘူးเนาะဖះကခွင့်ပြုမပြုဖုံးကြီးများငွေကြိုင်တဲ့မတဲ့တဲ့လုံးဝခွင့်မပြုပါဘူးခွင့်မပြုတာကိုဦးစင်းတို့ကခွင့်ပြုတယ်လို့လည်းပြောလို့မရဘူးငွေကြိုင်မယ်ဆိုရင်ကင်တဲ့ယဟန်ဟာနေတတိပါစိတ်အဘတ်တင့်တယ်ဒါကြောင့်ကင်လို့မရဘူးเนาะသို့တော့ဖះကကပိယနဲ့အဆက်အောင်တော့စီမံခွင့်ရှိတယ်လို့ခွင့်ပြုခဲ့တယ်ဒါကြောင့်ကပိယနဲ့ဆိုရင်တော့ရတယ်ဦးစင်းတို့လည်းပဲကပိယနဲ့သုံးတယ်เนาะ လူအများအပြည့်မဖြစ်ဖို့ရာအမှန်တမ်းဖြေကြပါဖရာတဲ့လူတွေကဘာအပြည့်ဖြစ်เสียအကြောင်းရှိလို့တော့လှူတဲ့လူကစေတနာကောင်းတဲ့လှူတာလေအဘတ်တင်ပါသည်ဆိုတဲ့စိတ်နဲ့လှူတာမဟုတ်ဘူးเนาะဒါကြောင့်လူမှဘာမှအပြည့်ဖြစ်เสียအကြောင်းမရှိဘူးအကယ်၍လှူလို့အပြည့်ဖြစ်မယ်ဆိုရင်ဟောလူကောင်းတဲ့အလှဆယ်မျိုးထဲမှာပါမှာပေါ့เนาะဒါကြောင့်လှူတဲ့လူမှတော့ဘာမှအပြည့်ဖြစ်เสียအကြောင်းမရှိဘူးမဟာဝိဟာရအလဲကူးเสียတော့ဒီဖုန်ကြီးတွေကိုငွေမလှူတဲ့အကြောင်းဒီရည်ကြီးပြောထားပါတယ်တဲ့ ။တကတော်ကနာမည်တက်ပြောတာ။ဦးသင်ကနာမည်တက်မပြောချင်ပါဘူး။နော်။ဦးသင်ကတော့ပုဂ္ဂိုလ်ကိုယူရပြီးပြောတဲ့အလေးထားကိုမကြိုက်ဘူး။ဒါကြောင့်ပုဂ္ဂိုလ်ကိုယူရပြီးမပြောဘူး။နော်။တချို့လေဝေမကင်ဘူးဆိုတဲ့ဆရာတော်တွေကိုယ်တိုင်ကဘန်းအောက်ဒီဝေအောက်တွေနဲ့ကင်ကြတာရှိတယ်။နော်။ဝိဒါမကင်တာလေအောက်လေးနဲ့ကင်နေပြီဆိုမှတော့ဘာထူးလို့တော့နော်အဲ့ဒါလေးတော့သိဖို့လိုပါတယ်ဒါကြောင့်ဦးစင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ငွေကိုမကင်သင်ဘူးသို့တော့ တပိယနဲ့အဆက်အအောင်ကင်မယ်ဆိုရင်တော့ကင်လို့ရတယ်နော်ဒါဖရားခွင့်ပြုတဲ့အတိုင်းပြောတာနော်နားလဲပါစီအရှင်ဖရားတပိတော်တို့ကောင်းမှုကုသိုလ်တစ်ခုပြုပြီးတိုင်းဘယ်လိုစုမျိုးတောင်းသင်ပါသလဲဖရားတဲ့30ဘုံမှာလူဘုံနတ်ဘုံတွေဟာချမ်းသာတဲ့ဘုံတွေဖြစ်ပါတယ်သို့တော်လည်းပဲ30ဘုံဟာအိုနာသေးမလွတ်တဲ့အတွက်ချမ်းသာပါတယ်ဆိုတဲ့လူဘုံနတ်ဘုံတွေဟာလည်းပဲနောက်ဆုံးမှာတေခြင်းတရားနဲ့အဆုံးသတ်ရပါတယ်ဒါကြောင့် လူဘုံနတ်ဘုံတွေဟာလည်းပဲတကယ်ချမ်းသာအစစ်မဟုတ်ပါဘူးတကယ်ချမ်းသာအစစ်ကနိဗ္ဗာန်ပဲဖြစ်ပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုပြုပြီးတိုင်းပြုပြီးတိုင်းဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဤကောင်းမှုသည် နိဗ္ဗာန်သို့ရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေဆိုတဲ့သုတောင်းမျိုးကိုသာတောင်းတင်ပါတယ်အဲ့ဒီလိုသုမျိုးကို တောင်းခြင်းဟာဖရာအစရှိသောအရိယာသူတော်ကောင်းတို့နှစ်သက်ပါတယ်အရှင်ဖရာတာဝတိန်သာနတ်ပြည်ရောက်ဖို့ ဘယ်လိုကုသိုလ်မျိုးပြုလုပ်ရမှာလဲဖေယသောတာပန်ဖြစ်မှ တာဝတိန်သာနတ်ပြည်ကို ရောက်တာလားဖေယသိကျင်လို့ပါဖြီးပေးပါလားဖေယတဲ့သောတာပန်ဖြစ်မှနတ်ပြည်ရောက်တာမဟုတ်ပါဘူးเนาะပုထုဇဉ်ဘဝနဲ့လည်းနတ်ပြည်ကိုရောက်နိုင်ပါတယ်နတ်ပြည်ရောက်ဖို့သို့မဟုတ်တာဝတိန်သာနတ်ပြည်ရောက်ဖို့၁တစ္ဆံပဏီမှန်သောစကားကို ပြောဆိုရပါမယ်၂ငါကုတ်စီအမျက်ဒေါသထွက်ခြင်းမရှိရပါဘူး၃ ို့မဟုတ်အမျက်ဒေါသထွက်ခြင်းလဲပါရပါမယ်၃အပ္ပံပိဒိသတက်နိုင်သမျှပေးကမ်းလှူဒန်းရပါမယ်အဲ့ဒီ၃ချက်နဲ့ညီမယ်ဆိုရင်တာဝရင်သာနတ်ပြည်ကိုရောက်နိုင်ပါတယ်ဖုံဖုံဖယားစွမ်းရေချမ်းစင်မီကက်အတူချုပ်လေးပြောပြပေးပါလားဖယားမနက်ပိုင်းဆိုစွမ်းလဲကက်ခြင်းတဲ့အလုတ်သွားရမယ့်အချိန်နဲ့အချိန်တွေလူနေရလို့ပါဖယားတဲ့ဘုံတော်အနန္တကံတော်အနန္တညံတော်အနန္တ စကြဝဠာကဘာမြေမှုဖြန်းဖြန်းကျိုးမြတကူတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်တော်မြတ်ဘုရားအားခဲဝယ်ချိုခြင်းစွမ်းပေါ်စဉ်ကိုဖြူစင်တရာစေတနာဖြင့်ချွင်ကာစိတ်လန်းလှူဒန်းပါ၏အရှင်ဘုရားရောင်ဝါထိန်ကြီးမျက်စိမီကိုပူပြီးတရာစေတနာဖြင့်ချွင်ကာစိတ်လန်းလှူဒန်းပါ၏အရှင်ဘုရားစမ်းတီတကူရေဖြူဖြူကိုဖြူစင်တရာစေတနာဖြင့်ချွင်ကာစိတ်လန်းလှူဒန်းပါ၏အရှင်ဘုရား ရတာမှွေးကျူစွမ်းဖွေးဖြူကိုပေးလှပါရဤပုံညကြောင့်ဘဝတိုင်းဝယ်ပညာကျွယ်လျက်ညနယ်ရွှေနှင့်အနေတင့်အစင်းစင်မြင်ရပါလို့ဤအရှင်ဘုရားထွန်းလင်းတောက်ပစီမီလှူရဤပုံညကြောင့်ဘဝတိုင်းဝယ်ပညာကျွယ်လျက်လနယ်မြင်နှင့်အတရေတင့်အစင်းစင်ထွန်းတောက်ရပါလို့ဤအရှင်ဘုရားကြည်လင်အေးမြရေလှူရ၍ဘဝတိုင်းဝယ်ပညာကျွယ်လျက်ကိုယ်ဝယ်တွင်ပြင်ညစ်ကြေးကင်းစဉ် ကြည်လင်အေးမြရပါလို့ဤအရှင်ဖုရားအစဉ်ပြေပါစေနော်ဖုံဖုံဖုရားတပြည့်တော်ကပြပမှာပါဖုရားပဒီကိုဆိုင်ကဝယ်ပြီးပဒီစိတ်ရင်ကုသိုလ်ရသလားဖုရားငရဲကြည်သလားဖုရားဖုံဖုံဖုရားရှင်းပြပေးတော်မူပါဖုရားတဲ့ပဒီစိတ်တယ်ဆိုတာကဘာဝနာအလုပ်ကိုလုပ်တာဖြစ်တဲ့အတွက်ကုသိုလ်ပဲရပါတယ်ငရဲမကြည့်ပါဘူးနော်ပဒီအကြောင်းနည်းနည်းပြောပါမယ် ပဒီကဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်တဲမှာမရှိပါဘူးเนาะဒါကြောင့်မြစ်ကွေဆရာတော်နဲ့ကြီးသေးလေးထက်ဆရာတော်တို့ဤအမေအဖေမှာသုံးလူများထိတ်ငားမှန်နှိတ်စိတ်ရန်ပဒီရှိသည်နီးလို့မြစ်ကွေဆရာတော်ကမေးတဲ့အခါမှာသုံးလူများထိတ်ငားမှန်နှိတ်စိတ်ရန်ပဒီမရှိသည်လို့ကြီးသေးလေးထက်ဆရာတော်ကဖြေဆိုခဲ့ပါတယ်ဒါကြောင့်ပဒီဟာဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်တဲမှာမရှိပါဘူးเนาะဒါဆိုရင်ပဒီဟာဘသူရဲ့အသုံးဆောင်ဖြစ်မလဲ ဟိန္ဒူဘာသာဝင်တွေရဲ့အသုံးဆောင်ဖြစ်ပါတယ်။ဟိန္ဒူဘာသာဝင်တွေဟာဂါထာမန္တန်တွေရွတ်ဖတ်တဲ့အခါမှာပဒီကိုအသုံးပြုတယ်လို့သိရပါတယ်။ပဒီဟာမြန်မာနိုင်ငံကိုဘယ်အချိန်ကစပြီးရောက်တယ်လဲဆိုရင်ဗကံခေနရပတိစီသူမင်းလက်ထက်ကစပြီးရောက်တယ်လို့သိရပါတယ်။အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ဘာဝနာအလုပ်ကိုလုပ်တဲ့အခါမှာစိတ်ကိုတခြားသူပြန်လွှင့်မှုမရှိအောင် စိတ်ကိုအကြောင်းအရာတစ်ခုတည်းပေါ်မှာပဲထားနိုင်အောင်လို့ပဒီကိုအသုံးပြုတာဖြစ်တယ်လို့သိရပါတယ်။ကြာလာတဲ့အခါမှာပဒီဟာဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်တစ်ခုလို့ဖြစ်လာပါတယ်။ဘာဝနာအလုပ်ဆိုတာဟာစိတ်နဲ့ပွားများရတဲ့အလုပ်ဖြစ်တာကြောင့်ရုပ်ဝိတ္ထုပစ္စည်းအကူအညီမလိုပါဘူး။နော်။ဒါကြောင့်ဘာဝနာအလုပ်ကိုလုပ်မယ်ဆိုရင်ပဒီမရှိလဲပဲဘာဝနာအလုပ်ကိုလုပ်လို့ရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ ကိုရင်ဝစ်ပေးတဲ့ဥပိ္ပစေဆရာကပါရာဇိကကြာနေရင်ရောမောင်ရှင်လောင်းမှာကိုရင်ဖြစ်ပါသလားဆရာတော်တဲ့ယဟန်ခံတဲ့အခါမှာအ ਨੇ ဆုံး၅ပါးရှိမှယဟန်ခံလို့ရပါတယ်အဲ့ဒီ၅ပါးထဲမှာပါရာဇိကကြာနေတဲ့ကိုတော်ပါနေပြီဆိုရင်တန်ခါအရေးအတွက်မှမိတာကြောင့်ယဟန်ခံလို့မရပါဘူးယဟန်ခံမယ်ဆိုရင်လည်းယဟန်မဖြစ်ပါဘူး၅ပါးထက်ကြော်ပြီးတော့ယဟန်ခံမယ်ဆိုရင်တော့ယဟန်ဖြစ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကတန်ခါအရေးအတွက်မှီသွားလို့ပါနော်ကိုရင်ဝတ်တဲ့အခါမှာတော့ ိုရင်ဝတ်ပေးတဲ့ဥပ္ပဇေဆရာကပါရာဇိကကြနေမယ်ဆိုရင်မောင်ရှင်လောင်းမှာကိုရင်မဖြစ်ပါဘူး။ဘာကြောင့်လဲဆိုရင်ယဟန်ခံတဲ့ကံကတန်ခါကံဖြစ်ပြီးကိုရင်ဝတ်တဲ့ကံကပုဂ္ဂလကံဖြစ်နေလို့ပါနော်။အရှင်ဖေယဖျားရှိခိုးရင်ပဋ္ဌာန်းရွတ်ပြီးရှိခိုးတာလေးနှစ်ရှိပါပြီဖေယငရဲကြီးပါသလားကုသိုလ်ရပါသလားဖေယဖြေပေးတော်မူပါဖေယမတိလို့ပါဖေယတဲ့ ပစ္စည်းလလဘနဲ့ပူဇော်ခြင်းအာမိသပူဇာနဲ့တရားဓမ္မဖြင့်ပူဇော်ခြင်းဓမ္မပူဇာရယ်ဆိုပြီးပူဇော်ခြင်းနှမျိုးရှိပါတယ်အဆိုပါအာမိသပူဇာနဲ့ဓမ္မပူဇာနှမျိုးရှိတဲ့အနက်မြတ်စွာဘုရားသည်ဓမ္မပူဇာနဲ့ပူဇော်တာကို ပို၍နှစ်သက်ပါတယ်ပဋ္ဌာန်းဒေသနာတော်ဆိုတာကမြတ်စွာဘုရားဤရွှေအာလောကနေထုတ်နှုတ်ပြီးဟောကြားထားတဲ့ဒေသနာဖြစ်သောကြောင့်ဘုရားရှိခိုးတဲ့အခါမှာ အထမ်းယူပြီးဖျားရှိခိုးခြင်းဟာဖျားရှင်ကိုဓမ္မပူဇာနဲ့ပူဇော်ရာရောက်တယ်လို့ဖျားရှင်ဤအလိုကြလဲဖြစ်တာကြောင့်ကုသိုလ်အများကြီးရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံဖျားတခုလောက်မေးခွင့်ပြုပါဖျား။တပြည့်စည်းလဲရင်ဘယ်လိုအကျိုးတွေ ရနိုင်ပါလဲဖျားတဲ့။တပြည့်စည်းလဲတဲ့သူတွေဟာအကျိုး၅မျိုးရပါတယ်။အဲ့ဒီအကျိုး၅မျိုးကဘာတွေလဲဆိုရင် တတက္ကစိတ်တံပတိတတိမိမိစိတ်ကိုကြည်လင်စေခြင်း၂ပရစိတ်တံပတိတတိသူတစ်ပါးစိတ်ကိုကြည်လင်စေခြင်း၃ເດວະຕາອັດຕະມະນາຍັດໂຕກະນິດຕະວັນມ້ຽວຄင်း၄ປາຕາທິກະຕັນວະຕະນິກັນປຸຍຍອຸປະສີນາຕິကြည်လင်ပွဲကိုဖြစ်စေတတ်သောကြောင့်ကုသိုလ်ကောင်းမှုကိုလည်းစီးပူးသည့်မိခြင်း၅ပုဂ္ဂတိန်တက္ကလောကံဥပိသတိပေပြီးသည့်နောက် ၊နှက်ရွာသူဂတိတို့နားရောက်ရခြင်းတို့ဖြစ်ပါလေ။ဒါဟာတပြေစီလှဲတဲ့ပုဂ္ဂိုလ်တွေရရှိမဲ့အကျိုး၅မျိုးပဲဖြစ်ပါတယ်။အော်